ိသမ ्या အားလုံးပဲမင်္ဂလာပါဗျာ ပြည်သူများအတွက်ရန်ကုန်မြို့ရဲမှာကျွမ်းမမလုပ်နေတဲ့ပွဲမျိုးမျိုးအခမ်းအနားမျိုးမျိုးတွေကိုရိုက်ကူးတင်ဆက်ထုတ်လင်းပေးနေတဲ့ရန်ကုန်မြင့်ကွင်းကျဲအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာရန်ကုန်မြင့်ကွင်းကျဲပြည်သူများကိုတော့ရန်ကုန်မြို့မှာပြုလုပ်မယ်ဒုတိယမြောက်စီးပွားရေးဆောင်အတွက်သဘောတူလက်မှတ်ရေးထိုးတဲ့ပွဲအခမ်းအနားမြင့်ကွင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညာကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကြီးမှာဒါလက်မှတ်စစ်တမ်းမှုတွေကျတဲ့လာရများအခုဆိုရင်တော့ဒုတိယစီးပွားရေးဆောင်အတွက်အာမင်းသမားလမ်းမှာအခုဆိုရင်ဟိုတယ်စီမံကိန်းနေဒါ new conversion scenario နောက်ပြီးတော့ဒါ ပြည်သူတွေအပန်းဖြေနိုင်မဲ့စီမံကိန်းတွေ၊ရုံးခန်းဒါအိမ်ခန်းတွေပါပါဝင်မဲ့စီမံကိန်းတွေပါပါဝင်နေလို့လည်းသိရပါတယ်ခင်ဗျာဒီနေ့အခမ်းအနားမှာဆိုရင်လည်းမြန်မာနိုင်ငံမှာရှိတဲ့ Viva Group Company နဲ့ထိုင်းနိုင်ငံမှာရှိတဲ့ Dusis International Company တို့ဒါပူးပေါင်းပြီးရောဒီစီမံကိန်းအတွက်ဒါသဘောတူညီလက်မှတ်ထိုးတဲ့ပွဲခန့်နာမြင်ကွင်းတွေကို ပြည်သူများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာဒီနေ့ပွဲခန့်နာကိုတော့ရှန်ကုန်မြို့ Novotel Hotel မှာကျွန်မပြုလုပ်ခဲ့တာဖြစ်ပါတယ်ဗျာဆက်လက်ပြီးတော့လည်းဒီနေ့ပွဲခန့်နာပတ်သက်တဲ့မြင်ကွင်းတွေဒီစီမံကိန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြည်သူများကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့တွင်လည်းကြည့်ရှုပေးကြပါဦးခင်ဗျာ ဲလားကိုတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရန်ကုန်တိုင်းဒေသကြီးအစိုးရစီမံကိန်းနဲ့ဗန္ဒာရေးရာဝန်ကြီးဦးမြင့်တောင်းလုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးဘုံမူကြီးတင်အောင်ထွန်းဒူးစစ်အင်တာနက်ရှင်နယ်ဟိုတယ်မှတာဝန်ရှိပုဂ္ဂိုလ်များချိုင်းနိုင်ငံတန်ယုံမှတာဝန်ရှိသူများမြန်မာဖီဘားဂရုအကုမ္ပဏီမှတာဝန်ရှိလူကြီးများနဲ့ဖေချာရသောဧည့်သည်တို့များတက်ရောက်ခဲ့ကြပါသည် စ်ဌာနရန်ကုန်ဟိုတယ်ကကြတော့အမရဂျီမာဖီပါ group နဲ့ဒီထိုင်းနိုင်ငံအခြေဖြူတဲ့ဟိုတယ်လုပ်ငန်းစုဖြစ်တဲ့ Duzit International Group နဲ့ပေါ့နော်အဲ့နှစ်ခုပူးပေါင်းပြီးတော့ Duzit ဌာနရန်ကုန်ဆိုတဲ့နာမည်နဲ့အမတို့ဒီအာဒုတိယဗဟိုစီဝိုင်းဆုံးပေါ့နော်အမတို့ဒီမင်းမစီမံကိန်းမှာပထမဆုံး phase အနေနဲ့အာ starting လောက်ဆောင်မှုအတွက်ဟိုပါပေါ့အာစီစဉ်ထားပါတယ်။အမတို့ဒီဟိုတယ်ကိုစလုပ်တော့မယ်ဆိုတော့အမတို့ဒီ operator တွေနဲ့စကားပြောကြရတယ်ပေါ့နော်။အာဟိုတယ်ကိုဘယ်လို operate လုပ်မလဲပေါ့။ အဲဒူဇစ် international group နဲ့ဘယ်လိုမျိုးဟိုဖြစ်သွားလဲဆိုတော့အမားတို့နိုင်ငံကမြန်မာနိုင်ငံကဒီထိုင်းနိုင်ငံနဲ့အရန်ကို culture ချင်းလဲတူတယ်အရင်ကြီးမှုတွေကလည်းတော်တော်များများဆက်ဆက်နေတယ်ပေါ့နော်အပြီးတော့ဒီဒူဇစ် international group ကဆိုလို့ရှင်လဲသူတို့ hotel လုပ်ငန်းကလုတ်ကင်လာတာ2ပေါင်60တော့ရှိပြီတကယ်ကိုအရန်ကိုကောင်းမွန်တဲ့ဟိုယုံကြည်စိတ်ချတဲ့ brand တစ်ခုလည်းဖြစ်တယ်လက်ရှိမှာဆိုလို့ရှင်သူတို့ ဟိုတယ်30ပေါ့နော်နိုင်ငံတကာမှာဟိုတယ်30ကိုအာအောင်မြင်နေ operate လုပ်နေပြီပြီးတော့နောက်လာမဲ့3နှစ်မှာလဲသူတို့ဟိုတယ်ပေါင်း60ကျော်အထိကိုအာ operate လုပ်ဖို့အတွက်သူတို့ဟိုပါပေါ့ အာစီစဉ်ထားပြီးတော့ဖြစ်ပါတယ်အဲ့တော့အမားတို့ဟိုတယ်လာလေတခုအပါအဝင်ဖြစ်မယ်ပေါ့နော်အဲ့ဒီအချိန်ကြလို့ရှင်အမားတို့ကုမ္ပဏီကတော့မြန်မာ Viper Group ပါပထမဆုံးကတော့1996ခုနှစ်မှာပေါ့နော်အာမြန်မာ Viper Company Limited ဆိုပြီးတော့ဒီ Pal Foundation ကိုစပရော့အာဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီပေါ့နော်မြန်မာနိုင်ငံမှာပထမဆုံး Pal Foundation ကိုစပရော့အာဆောင်ရွက်ခဲ့တဲ့ကုမ္ပဏီပေါ့နော်နောက်ပိုင်းကျတော့မြန်မာမြန်မာ Viper Group ဆိုပြီးတော့ဖြစ်လာတော့အာ Paling နေလေးလုပ်ပေးတယ်နောက်ပြီးတော့အာ Construction Bed နောက် Real Estate Development Bed တွေပါအမားတို့ရောက် ်လာပါတယ်အခုလက်ရှိမှာတော့စုစုပေါင်းကုမ္ပဏီခွဲပေါင်းပေါ့နော်စတခုလောက်ထိမှာတို့အာလုတ်ကိုင်းနေပါတယ်အခုလောလောဆယ်ကတော့အမရိုဒီဟိုတယ်အတွက်ကိုအမရိုဒီဇိုင်းကိစ္စတွေနောက်ပြီးတော့ဒီအာဟိုပါပေါ့အမရိုကုမ္ပဏီနေနဲ့ဒီဟိုစတင်ဆောင်ရွက်ဖို့အတွက်ဒီ investor တွေနဲ့စကားပြောရတဲ့ဟာတွေအဲ့ဒါတွေအကုန်လုံးတော့အမရိုလုပ်နေပါပြီအာအဲ့အာနောက်တစ်ဖက်မှာလည်းအမရိုဒီမြန်မာ complaint center ပေါ့နော်ဒီနှစ်ခုကို new မြန်မာ complaint center ပေါ့အဲ့ဒါကပို့ပြီးတော့လေ့ကျင့်မယ်ပို့ပြီးတော့လေ international standard ဖြစ်လာမယ်အဲ့တော့ဒီနေရာမှာအာဟိုပါ ပေါ့လာပြီးတော့ exhibition တွေလုပ်ကြမယ်ပြပွဲတွေလုပ်ကြမယ် trade show တွေလုပ်ကြမယ်နိုင်ငံတကာကနေလာကြမယ်ပေါ့အဲ့ဒီလာတဲ့ဧည့်သည်တွေကိုပေါ့အမားတို့ဝန်ဆောင်မှုပို့ပြီးတော့ပေးခြင်းနေပေါ့နော်ဒီအဲ့တော့ convention center နဲ့ဒီအာ hotel တွေအားအကြောင်းမလို့အမားတို့ပထမအဆင့်အနေနဲ့ဒီဒုတိယဘဟုစီးပွားရေးဆောင်မှာစပြီးတော့ဒီစောက်ခြင်းဖြစ်ပါတယ်အခမ်းအနားစတင်ချိန်မှာတော့မြန်မာ fiber crew ရဲ့ဥက္ကဋ္ဌဒေါက်တာစုံဟံမှစီမံကိန်းနဲ့ပတ်သက်၍ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့လဲ Dusis International Group ရဲ့ CEO မှာလက်ရှိတည်ဆောက်နေတဲ့စီးပွားရေးဇုန်နဲ့ပတ်သက်၍ရှင်းလင်းပြောကြားပေးခဲ့ပါတယ်ဆက်လက်ပြီးတော့အခမ်းအနားအစီအစဉ်ရရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ်းမှစီးပွားရေးဇုန်တည်ဆောက်နေမှုနဲ့ပတ်သက်၍မှတ်ချက်ပြီး ပြောဆိုခဲ့ပါတယ်။ Dusis Tani Shangon Hotel မှာဆိုရင်အခန်းပေါင်း338ခန်းပါဝင်မှာဖြစ်ပြီးနိုင်ငံတကာအဆင့်ချိန်ကားပွင့်ဟိုတယ်များတွင် ပါဝင်တဲ့ ballroom function နဲ့ meeting room များ restaurant များပါဝင် မှာဖြစ်ပြီး ကားပါကင်လည်းအလုံးအလောက်ရရှိမှာပဲဖြစ်ပါတယ်။ ဒူးစစ်စတာနေရန်ကုန်ဟိုတယ်ဟာဆိုရင်ရန်ကုန်မြို့ရဲ့အချက်ချာကြတဲ့နေရာမှာတည်ရှိပြီးရန်ကုန်ပြည်ပဆိုင်ရာလေစိတ်ရန်ကုန်မြို့လယ်နဲ့လည်းဆက်သွယ်ရလွယ်ကူပါတယ် My name is Supajit Thampan. I'm the Group Chief Executive of the SIT International. Lucid International is the uh, hospitality group that have both hotel and also education. We have founded ourselves 67 years ago, and right now we run the, the hotels in eight countries. And uh, we intend to extend ourselves globally, uh, mainly focused in Asia, Middle East, and also Africa. And recently, we have uh, 29 uh, properties that we manage, and we already signed another 50 uh, plus hotels in our portfolio. So we actually the uh, very pleased and very honored to partner with uh, Myanmar Wipai Group that's going to open a very big uh, hotels and convention center at the second uh, central business district in Yangon. Uh, this is going to be a very exciting project for us. It's going to be uh, the first uh, Dusitani in Yangon. We used to be here the, many years ago, 10 years ago, but we exited the, the countries uh, for a long time. So now it's actually a very good time and we're quite honored that we being uh, uh choose uh, by the WePi group to manage the, uh, the hotels here. Uh, Myanmar actually opened the country for a few years already. There is a very good opportunities and very a uh, good potential that there will be more tourists coming. Uh, like Thailand, we've uh, been you know, uh, very good in hospitalities. Uh, last year, we had about 30 million uh, visitors coming in, and this year, we're supposed to have another 32 million. While Myanmar just opened up, I think uh, the, the business will be very good. Uh, what uh, need to be focused could be on the infrastructure that you may want to build uh, enough infrastructure, including the airport, transportations, hotel, and also the skill of the people that could come into the, the hospitality business. So that is something that I think uh, will be a good potential. Learn from the lesson from Thailand that we didn't actually do well much because uh, we have a mass uh, uh, tourist uh, uh, attraction whereby Myanmar have rich culture and uh, you may want to do a value kind of uh, traveler to visit the country. ဆက်လက်ပြီးတော့မြန်မာ Viva Group of Company နဲ့ Duzis International Group မှတာဝန်ရှိသူများမှ Duzis ဌာနေရန်ကုန်ဟိုတယ်အတွက်ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်အဲဒီနောက်မှာတော့အမတ်တရားတပ်ပုံအထူးရိုက်ကူးပြီးအခမ်းအနားအောင်မြင်စွာဖြင့်ပြီးမြောက်စေခဲ့ပါတယ်။ Duzis International Group ဟာဆိုရင်နိုင်ငံတကာမှာနှစ်ပေါင်း60ကျော်အထွေကြုံရှိတဲ့ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာထိုင်းနိုင်ငံအခြေပြုဟိုတယ်လုပ်ငန်းစုတစ်ခုဖြစ်ကြောင်းကိုပြည်သူများကိုတင်ဆက်ပေးနေကျွန်တော်တို့ရဲ့ရန်ကုန်မြဝင်းကျေးအစီအစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ရပါတယ်။ကြည့်ရှုနေကြတဲ့ပြည်သူများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။